မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေဘိုင်ရဲကိုမျက်နှာမြင်ဘဲကိုလည်းကျွန်တော်အားလုံးပျော်ရွှင်ပါစေကြောင်းဘိုင်ကြီးစုမုံအောင်တောင်းပါတယ်ဗျာအဲဒါဒီနေ့ကအန်ယူဒီရဝင်ကြီးဌာန18ခုပေါ့နော်18ခုတစ်ခုကိုတစ်လကိုသူက3600ကျော်သုံးတယ်တဲ့18ခုဆိုတော့3ပေါင်းအောင်1200ကျတယ်ပေါ့တစ်လရဲ့သူကကုန်ကျစိတ်ငွေနော်အဲ့ဟာလေးကိုပြောနေတာလေဟာလေးကိုဘိုင်တို့အတူနားတော့ကြည့်လိုက်အောင်မယ်နော်ကျွန်တော်တို့ အတုဒေသနာလောက်ထားတဲ့သတင်းသမားတယောက်ကအဲဒီစီကနေရတဲ့တတင်းရတော့အတုကဝင်းကြီးဌာန16ခုမှာဝင်းကြီးဌာနတစ်ခုကို3600ဒီတလကို3600ပေးရတယ်ဝင်းကြီးဌာနတစ်ခုဆိုတော့တလကို16ခုဆိုတော့3ပေါင်း1000နဲ့2000ပေါ့ဗျာအဲ3ပေါင်း1000နဲ့200ပေါ့1000နဲ့200လားစီအဲအဲ့လိုပေါ့ ် NUG ကပုံစွဲနေတယ်ပေါ့ဗျာအဲ့ဒါကခီးစိတ်တွေပါလေအနိုင်ငံရထွက်တာတွေအဲ့ဒါမပါဘူးနော်သူတို့ရုံးဖွဲ့နေသူတို့လက်ကားတွေပဲသူတို့သုံးနေတာအဲ့တလားတလားကိုတောင်းနေချီသုံးနေတယ်နောက်တော့ကသယံဇာတာရရတယ်ပေါ့ဒီကလည်းအများကြီးပဲနောက်တော့ကအခွန်ကောက်ရလာတွေကလည်းနဲတာတွေမဟုတ်ဘူးညာနောက်ပုံသဏ္ဍာန်မျိုးစုံနဲ့စာချုပ်ရောင်းနေဒီဘူးနဲ့အာမျိုးတွေပေါ့မြောင်းများစွာတာငွေတွေကိုစစ်တိုက်နေတယ်အမှဘလောက်လောက်သုံးတယ်လဲဆိုတဲ့နေရာမှာလုံးဝစီးရင်မရှိဘူး ီးသူလည်းမတင်ပြဘူးနော်သတင်းကြောင့်ဒီသတင်းသမားတွေကိုလည်းအမေးမခံဘူးသတင်းလာရှင်းလင်းပွဲတွေမှာလည်းမေးခွန်းအမေးမခံဘူးသူတို့ပြောတာပဲနားထောင်ပြန်ရအဲ့လိုဖြစ်လာတဲ့အခါကျတော့အဲကျွန်တော်တို့ကစစ်နိုင်ဖို့အတွက်ကတော့ဟိုကိုတော့ညောပြောလို့ပဲကျွန်တော်ပြန်ချို့ဝိုင်းတော့အဲဒီပုံစံမဲ့သွားမယ်ဆိုရင်ပြန်တွက်ကြည့်ဗျာအခုမြို့နယ်6မြို့နယ်တင်ထားတယ်ဟိုစကိုင်းချင်းနေစားပတ်တွေမှာ အနှမျိုးနေရတော့မျိုးနေကျန်တဲ့ဟာမျိုးနေကွယ်လေး၄ခုပေါ့ဗျာအဲ့ဒါလေ KA နဲ့ AA နဲ့ကူတိုက်ပြီးဆက်တာလေးဗျာအဲ့ဒါလေးကူတိုက်ပြီးဆက်တာလေးအဲ့ဒါလေးကအဲ့တော့အမျိုးကြီးရဲ့ဒီရုံ၁၆ခုလုံးလုံးဟုတ်လားဒါ၁၆ခုမှာ၁၆ခုလုံးလုံးကဒါတလောက်ကို3600ကျော်တုံးတယ်တဲ့။နောက်19900ဆိုတော့3800ကို3900ဟုတ်ပြီ။ဘာကြောင့် PDF ညှက်နေကြလဲ ်ပြီးတဲ့နေ့ပြည်သူတွေမှာဒါစက်ကြီးတွေကောက်နေလမ်းတွေမှာဓများတွေတိုက်တယ်စက်ကြီးတွေကောက်တယ်လူတွေတက်နေတယ်အဲဒါအိမ်တွေမှာတက်တယ်ဓများတိုက်တယ်အဲပြီးသွားလို့ရှင်နာမဖုံးကြီးကားလေးဆိုဖုံးကြီးကားလေးကိုတားတယ်အဲတားပြီးသွားလို့ရှင်အဖုံးကြီးပါပြပေးဆိုခေါ်သွားတယ်ပတ်စံရတာတောင်းတယ်ပြီးတက်ပလိုက်တယ်တခါတည်းဇရားလေးပြတ်တယ်တို့ပစက်တောင်းတဲ့တောင်းလို့အဲပစက်ရှိတယ်ဆိုလို့ရှိရင်တခါလဲပစက်နေယူတယ်ပြေးတယ်လန်ဆိုပြီးတခါတက်ပြတယ်အောက်မှာအဲ့လိုကြီးပဲရှင်းပြောမှာအောက်ကကောင်တွေကဓများတိုက်လူတက်လှုပ်ချင်တယ်လှုပ်တယ် အပေါ်ပိုင်းကကောင်တွေကမလုပ်လဲဆိုတော့နိုင်ငံတကာမှာပတ်ပြီးတော့အလူတွေခံတယ်ရတဲ့ပတ်စံတွေအကုန်လုံးပါပြီတယ်သူတို့ဝင်းကြီးဌာနပဏ္ဏကိုစခွန်းနှစ်ခုထောင်းတယ်ဝင်းကြီးဌာနစခွန်းနှစ်ခုကဘယ်နှမ်းမှဝင်းကြီးတော်ဌာနတာလဲ မင်းပြောကြစမ်းပါဦးဘယ်နားလေးမှာယုံနေထိုင်နေအောင်ဘယ်နားလေးမှာလို့တာကိုရှယ်လေးပြောတာတော့အန်ယူဂျီအစိုးရရိုးနဲ့စေဘီလောက်ရှိတဲ့အခန်းလေးမှာအလံလေးတခုနဲ့ဒေါန်ဆန်းစအလံတော်မထောင်တော့တဲ့ဒေါန်ဆန်းစဒီပုံလေးနဲ့အိုးရဲ့ပုံလေးကဒီတိုင်းဒီဘက်ကတ်ထားလေတဲ့လူလည်းတရားမှမရှိဘူးတဲ့ဘာမှကိုမရှိဘူးတဲ့ကဲတွက်ကြည့်ဦးနဲအချောက်လုတ်တဲ့ကောင်ဒီမှာဗာလဲအဲ DVD မှာဗာလဲအချောက်လုတ်တဲ့ကောင်ဗာလဲသူ့ဆိုဒရိုက်တာဘယ်လိုလဲဆိုတော့ဒီပဲအဲထားလိုက်ပါတော့ဥမာဗာလဲလူမှုရေးဝန်ကြီးဆိုပြီးဖြစ်နေတဲ့ဘဲနော် အခုကတော့ဝဝနဲ့ပါ냐ပြောလိုက်လို့ကျလို့ချင်းရိုဂျာကဘာဖြစ်တဲ့ညာပြလဲသူတို့အစိုးရဖြစ်တာရိုဂျာကတီးတဲ့တိုင်းနာပြပါဘာ냐ဆိုရှောက်ရိုင်းပြောနေတဲ့ကောင်ကလည်းဟိုအချောက်ကောင်အချောက်ကောင်နော်ကြော်မျိုးမင်းလားဗာလဲသူ့နာမည်အဲထားလိုက်ပါတော့ဗျာကျွန်တော်ကဒီကောင်လေးကိုတိတ်စိတ်မဝင်စားတော့တိတ်ပြီးတော့နာဖတ်လည်းမဖတ်မှတ်လည်းမမှတ်ဘူးနော်ကျွန်တော်အဓိကမှတ်ထားတာ PDF တွေပဲတေးနေတာတွေကိုတောက်လျှောက်မှတ်ထားတာ ဘာဖြစ်လို့ဒီကောင်းလေးလှုပ်လို့ဒီကလေးတွေတည်တာဆိုတော့ကျွန်တော်ကောင်းထဲမှာရိုက်ကိုထည့်ထားတာဘယ်နှမဘလောက်တည်သွားပြီ PDF တွေဘယ်နှမဘလောက်တည်သွားပြီဘယ်နှမဘလို့တည်သွားပြီ PDF တွေဘလို့ဖြစ်လို့ဘလို့တည်သွားပြီဆိုတော့ကောင်းထဲမှာမှတ်ထားဘာကြောင့်လဲတနေ့ကျဒီကောင်းလေးတရားခံကဘသူလဲအဲ NUG ဆိုတဲ့အဖွဲ့ပဲဒူးမလဲရှိပါတော့အဖွဲ့တာဝန်ခံမှုတော့ကိုဒီအရကိုကျွန်တော်မှတ်တမ်းဖြစ်ပြောနေရတာ တချို့ကပိုင်ရဲကိုဘာကြောင့်ပြောနေတယ်အဲ PDF တချို့တွေကမုန်းကျင်မုန်းမယ်အနီအားပိတ်တဲ့တချို့တွေကမုန်းကျင်မုန်းမယ်တော်လိုင်းရဲ့အားပိတ်နေတဲ့တချို့ကမုန်းကျင်မုန်းမယ်ဒါပေမဲ့အဲတော်လိုင်းပြောနေတဲ့သူတွေတချို့ကနောက်ပိုင်းကျလို့ချင်းပိုင်ရဲကိုရဲ့စေတနာကိုသူတို့နားလဲလာလဲပါလေပိုင်ရဲကိုကပြောလိုက်လို့ချင်း PDF တွေတည်တယ်တော်လိုင်းသမိုင်းတည်တယ်ဘယ်နာမှ PDF တွေဘလောက်တည်တယ်ဘယ်နာမှ PDF တွေဘလောက်တည်တယ်အဲအကြမ်းဖက်တွေဘလောက်တည်တယ်တည်တော့ကိုပိုင်ကြီးကထိုင်ပြောတာဘာကြောင့်လဲဒီတည်ဆုံးခြင်းကဘာကြောင့်တည်ဆုံးခြင်းဖြစ်တယ်လဲ အန်ယူဒီစီအာဗီအိမှာရရှိတဲ့ပတ်စံတွေကဒီလူတွေကိုတပြားမရအောင်အောက်မှာဖြစ်ကနေဖြစ်ပြီးတော့ဘွားတွေပြက်ပြီးတော့အကောင်လုံးအသက်ပေးဆက်သွားဒီလူတွေအတွက်ကိုဒီကလေးတွေအသက်ပေးဆက်သွားဘာနိုင်ငံတော်တော့မဟုတ်ဘာတိုင်းပြည်မှာအတွက်မှမဟုတ်တာတိအောင်လို့ကိုဒါမီးမောင်းထိုးပြနေတာနော်အချမ်းဘက်ကိုအခုဆိုရင်အဲဒါနိုင်ငံတော်နိုင်ငံတော်အကြီးကဲရပေါ့နော်နိုင်ငံတော်အကြီးကဲရနေပြီးတော့မှဒါ လွတ်ကျင်းနေပြီးတယ်ပေါ့ငါငါနဲ့လွတ်ကျင်းနေပြီးတယ်ပြီးလိုက်တဲ့အချိန်မှာထွက်ပြေးတိတ်ဆောင်သွားတဲ့သူတွေပုံမှန်ငါတင်းတင်းနဲ့ညှိတဲ့သူတွေတချို့ဆိုလို့ရှိရင်ရွာတွေမှာရောက်နေကြတယ်ပြေးနေကြတယ်အဲမှာဖိုင်နေတိတ်တော်တွေမှာဖိုင်နေမှာတက်လာတိတ်တယ်တပြီးတော့မနေ့ဖက်ကြလို့ရှိရင်အိမ်ပြန်တော့မှာတချို့လည်းတကယ်ပါဘာမှမသိပဲနဲ့အဲရောရောက်ပေါရောက်ပါပြီးတော့မှဆန္ဒပြတယ်လေဝဲလာဖမ်းတော့ကို့ဖမ်းမှကြောက်ပြီးထွက်ပြေးအဲတကယ်ဘယ်သူနဲ့ဆိုရောပေါင်းလိုက် အဲဘသူနဲ့ဆိုသွားပေါင်းလိုက်ပေါင်းလိုက်ပြီးတော့ဟုတ်တယ်လို့နဲ့ပေါင်းလိုက်တာပြီးတော့ကိုပါရောပြီးတော့အမှုတွဲကတ်ခံရတာလေတပုံကြီးပဲအဲ့လူတွေလည်းကြောက်လန့်ပြီးထွက်ပြေးတဲ့လူတပုံကြီးပဲအဲ့တော့နိုင်ငံတော်အစိုးရကဒါမျိုးလုပ်တာကိုလည်းပဲကျွန်တော်တို့ကြိုးစိုးတယ်အဲကြိုးစိုးတယ်အဲတကယ်တချို့တကယ်ဒုက္ခရောက်နေတဲ့ခလေးတွေပြန်ရောက်လာတယ်ဟုတ်လားတကယ်စိုးသွားတဲ့သူတွေကတော့သူတို့မှပြစ်ချက်ရှိပြီးသားသူတို့မှမင်းနေရှိပြီးသားအဲပြန်ရောက်လာလို့ရှင်လည်းဘာအเจ้าမို့နာကိုနာမှာပဲမှတ်ချက်ရှိပြီးသားတကယ်ရိုးသားတဲ့ကလေးတွေပဲအဲဒါ အေးကြမ်းကြမ်းဖြစ်မှာနောက်ကိုကမသိဘူးတခါတော့အမှားကြတာပဲလူဆိုတာမှားကြပဲတိုင်းပြီးကိုဖြက်စီးတာမဟုတ်ဖောက်ခွဲတာမဟုတ်လူတက်တာမဟုတ်ဘာမှမဖြစ်ဘူးကြောက်စရာလည်းမလိုဘူးဒါကိုပြောပြတာဟုတ်လားအဲ့တော့အကြမ်းတဲ့ဒေတာကိုပိုင်ရဲကိုပြောတာကိုအကုန်လုံးကသိနေတယ် တစ်ချိန်ကြလို့ရှင်အဲ့ဒါဘာကြောင့်တေးရလဲ PDF တွေဘာလို့တာသမီးတွေဘာကြောင့်တေးရလဲဒီ NUG ဆိုတဲ့အဖွဲ့ကနိုင်ငံသားမှရောင်းနေပြီးတော့မှကလေးတွေကိုငါတို့တိုင်းတော်မှာရှိနေတဲ့ငါတို့တာသမီးတွေကိုတွေးလုံးလို့ဆောက်ပေးတယ်ပြီးတော့အဲ့မှာရတဲ့ပတ်စံတွေကိုဘာမှမလုပ်သူတို့ဝင်းကြီးဌာနဆိုပြီး16ခုသာဖွဲ့သွားတယ်ဘာတစ်ခုမှအလုံးလို့တော့ဘယ်နေရာမှဘာမှမရှိဘူးရှိတဲ့နေရာလေးတစ်ခုပြောပြမှာဇော်ဝေစိုးပြောပါလေဘယ်နေရာမှာကျွန်တော်တို့ကတော့ဆေးရုံစားတယ်ဗမာတင်တန်းတွေပေးနေပါပြီဗမာသူနာပြုတင်တယ်ဗမာတက္ကသိုလ်ဖွင့်တယ်ဗမာတက္ကသိုလ်ဖွင့်မှန်းကိုမသိတာ ခုမြန်မာနိုင်ငံမှာဘယ်မှာသူတို့လည်းဘယ်နားမှာရှိမှမသိဘူးတောင်းလိုက်လို့ချလို့ကြဘယ်နားမှာတောကျတောင်းကြတယ်မှာနောက်ကဟိုချုပ်ပြတ်တက်နေတဲ့ဟိုဒီ၁၄ဘာလဲဝါယုံတော်တွေလို့နောက်တခါနောက်မှာပါလဲမီးသွေးတွေလားအိတ်တွေလားဘာလဲအဲ့နားမှာလို့ပြောလိုက်တော့ကိုပြောတဲ့ဇကားကအခုချိန်မှာကိုပြောမယ် location နဲ့ဘာမှလည်းမစားဘူးတောင်ကျော်တွေကကျော်ကျော်ပြောတဲ့ဟိုအင်တာဗျူးပြောတဲ့ဖိုင်တော်တော်များများကြည့်ရမှာပါကျွန်တော် reaction မလုပ်ဝေးချင်လို့မလုပ်ဘူးပြောတဲ့ဇကားနဲ့ဘာမှတိုင်ညို့ကို ဘလို့ကိုမအဆန်းစာတဘောလုံးစာစီစဉ်အဲ့ဆိုင်နေကျွန်တော်ဓာတ်ပုံလေးနဲ့နောက်ကတော့ကတ်ပြောတယ်ကျွန်တော်ပြောတဲ့ကျွန်တော်တို့သိပါတယ်အဲ့ဒါဆိုတော့ဒါဝင်ယူတာပြောလိုက်တော့ကျွန်တော်တို့ကအန်ယူဂျီအာဒါကျွန်တော်တို့ဂျမိုင်းဝင်ကြီးဌာနဆိုလို့ချင်းဒါမြေအောက်စေးရုံနေလိုက်လှုပ်ပြီးသွားပြီးသူနာပြုတင်တန်းကျောင်းနေလိုက်ကျွန်တော်တို့တောက်ဆောက်ဆေးနေလိုက်အခုဆိုလို့ချင်းဒါအာဘယ်တင်တန်းကျောင်းဆင်းတော့မှတက်ကလို့ဘဏ္ဍာကျောင်းခွင်းတော့မှလှုပ်တာပြောတဲ့နေရာကဟုတ်ဘူးဘယ်ချုပ်ဘုတ်ကနေထိုင်ပြောနေမှမသိဘူးနောက်မှလည်းဘာရှုပ်ပွားတော့လာနေရပဲသူလည်းရှုပ်ပြတ်တတ်နေရပဲပုံစံအဲ့ ဟုတ်လားခန်းခန်းညံ့ညံ့လဲပါလဲဘိုးကြောင့်မွေးကြီးပြောရင်ပြောတဲ့နေရာကြီးမှာကြိလိုက်လေအဲ့ဒါကြီးတော့ပဲဘာမှအများကြီးပြောမနဲ့ဝင်းကြီးတစ်ပါးလောက်ပြောတဲ့ဟာလောက်ပဲရှင်ကြည့်နောက်ကလိုကေရှင်းနဲ့အနေထားနဲ့ပါဝါနဲ့ဘာမှမဆိုင်ဘူးလိန်ညာနေတာတွေကပေါ်လွှင်နေတယ်ဟုတ်လားအခုအဲ့ဒါဥကြည့်မြင့်အဲအခုမှကျွန်တော်စကားပြောဒီဘေးကြီးကဥကြည့်မြင့်ရှေ့နေရှေ့နေရှေ့နေဥကြည့်မြင့်ဒါသူတို့ LED ထောက်ကမအမကန်ထောက်ကနော် LED အမကန်ထောက်ကဥကြည့်မြင့်မဟုတ်လားကျွန်တော်ပြောကြတာအဲ့တော့ သူတို့ချင်းချင်းနေပဲပြန်ပေါ်ကြတာ PDF တွေတည်တာလည်းပဲ PDF အချင်းချင်းပဲပေါ်တာတိုင်းရင်းသားလေးလက်နဲ့လက်ထဲမှာလည်းပဲအစော်ကားခန်းနေဆိုတာလည်းပဲကျွန်တော်တို့ကဘလို့သိမှာလဲသူတို့ပြောလို့ပဲသိတာပေါ့မိမလေးအစော်ကားခန်းနေကမလေးတွေဗိုက်ကြီးတွေတပ်ပြက်တဲ့အဲဒါမျိုးတွေဒါမျိုးတွေဖြစ်တာအစော်ကားခန်းနေဆိုတာသူတို့ပြောအဲ့တော့တပုတ်လင်းလင်းစစ်တက်လို့တယ်ဘယ်ရောက်လို့လဲစစ်တက်လို့တယ်ဘယ်ရောက်လို့လဲစစ်တက်ကိုမောင်းအောင်လာတော့အရင်တော့ကအဲသူတို့ကလောကကအာဘာကိုထုတ်သုံးသွားလဲဆိုတော့ မီဒီယာအားနဲ့ထုတ်သုံးတယ်နော်လော်ဘီအားနဲ့ထုတ်သုံးတယ်မီဒီယာအားနဲ့ထုတ်သုံးတယ်အဲ့တော့မီဒီယာအားနဲ့ထုတ်သုံးလိုက်တော့သူတို့ကဒီမှာလော်ဘီတွေရှောက်လို့အဲသူတို့ရဲ့အကြမ်းဖက်ကိုလော်ဘီတွေလှုပ်ပေးတဲ့လူကလှုပ်ပေးလှော့ပေးအဲ့တော့မသိတဲ့ခလေးတွေအဟုတ်မှတ်ပြီးသွားမီဒီယာဘက်ကလှော့ပေးမသိအဟုတ်မှတ်ပြီးသွားအခုနောက်ဆုံးလိုက်ကြသူတို့အကုန်လုံးလော်ဘီတွေကလည်းအကြမ်းဖက်တွေ အဲ့ lobby တွေကတော့မှနောက်ဆုံးသူတို့ရဲ့ရုံမှမှုတွေကိုတည်သွားပြီးတော့မှပြန် lobby မလုပ်တော့ lobby ဆိုတော့ထောက်ခံသူတွေကိုကျွန်တော်ပြောတာเนาะဟိုအခါကျင်းဝင်ရယူထားတဲ့မီဒီယာတွေတော့ပြောတာမဟုတ်ဘူးအဲ့သူတို့တွေတော့မှမထောက်ခံတော့ဘူးအန်ဒူဂျီယာဘာလဲညာလဲဆိုတော့အခုပလောင်ကိစ္စနဲ့ပတ်သက်ပြီးဖြစ်လာတယ်အဲ့တော့ကလေးတွေတည်တာပဲအဖတ်တင်တယ်เนาะနိုင်ငံเจ้าကနေတဲ့ညီကောင်မတွေအကုန်လုံးခင်ဗျားတို့ဆက်ထောက်ပါမှဆိုရင်တိုင်းပြည်ကိုဖျက်ဆီးတာဆိုတာတဲ့ခင်ဗျားတို့အိမ်ခင်ဗျားတို့မြို့ရွာဒီကိုဖျက်ဆီးတာ ਨੇ အတူတူပဲ အခုလက်ရှိလဲ PDF တွေကိုခင်ဗျားစုံစမ်းကြည့်ဘယ်လောက်ပဲရှိတော့လဲလို့နော်ဘယ်လောက်တော့တယ်နိုင်နေဆိုတာတည်းကျွန်တော်ပြောတာဟိုဂံမြောင်းက600လေးနေဒါကကောင်းတယ်မဟုတ်တဲ့တနိုင်ငံလုံးတိုင်းတာနဲ့ဘာနေရာမှာ၄နှစ်တော့ကြာကြာလာပြီဟုတ်ပြီငါတို့ဒါလဲတိုင်းသားလက်နက်ကိုင်တွေမပါဘဲနဲ့ငါတို့ဗနီအောင်တိုက်လို့ရလဲ ်ပြီးသွားလို့ချင်းအဲ့တိုက်ပြီးသွားတဲ့နေရာလဲငါတို့ရတာလားဒိုင်းနာလက်နက်ကင်ရတာလားဒါကိုပဲခင်ဗျားတို့ထောက်ပံ့နေတဲ့လူတွေစဉ်းစားသိကျင်းတယ်နော်ခင်ဗျားတို့ထောက်ပံ့နေဆိုတာဒီကထွက်ပြေးသွားတဲ့တခိုးတွေအားလုံးကိုခင်ဗျားတို့စားဝတ်နေရတဲ့ထောက်ပံ့တာပဲဖြစ်တယ်တိုင်းပြည်တို့ဘယ်နေရာမှကိုမထီရောက်တာတိုင်းပြည်တို့ဘာလို့လဲဆိုတော့အထဲမှာရှိနေတဲ့သူတွေကသူတို့ lobby တွေမီဒီယာတွေပြောပါများလာတဲ့အခါကျတော့ကလေးတွေကနားရောက်ပြီးတော့ အကျဲလက်နဲ့တွေကင်ရတယ်တော်လန်ရတယ်တွန်းလန်ရတယ်အဲ့ချိန်မှာပတ်ဆက်မရတဲ့ခါကျရတဲ့နီးလန်းနေနဲ့ရှာပြီးတော့မှကင်ထားတဲ့လက်နဲ့တွေနဲ့ဆက်ပြီးတော့မိုင်ယူရဲကြတယ်ဒီလိုတွေဖြစ်ကုန်တာเนาะအဲ့အလေးကိုကျွန်တော်မိမောင်းထုတ်ပြတာဖြစ်ပါတယ်အဲဆက်လက်ထောက်ပံ့မဲ့သူတွေကလည်းစဉ်းစားဖြစ်နေကြပါသေးလို့ကျွန်တော်ပြောချင်ပါတယ်ဒါ NGD ဝန်ကြီးဌာနဆက်ခေါ်တဲ့ခုအဲ့နဲ့တလားလင်းတဲ့အဲဒါ3600လောက်သုံးတယ်ဆိုတော့ စက်ခွနှစ်ခုဆိုတော့ကဲတိမောက်1200လောက်30ဆိုတလောက်အဲ့လောက်တော့၄နှစ်ကြောင်ဆိုခင်ဗျားတို့ရဲ့ငွေတွေသူတို့ကဘယ်မှရတဲ့ငွေမရှိဘူးအဲခင်ဗျားတို့လှူတဲ့တန်းနဲ့ဆိုတဲ့ပုံကူလေးကရတယ်နိုင်ငံထဲမှာတွဲထွန်းတရားစားသားတွေကရတယ်အဲ့တော့တလောက်ကို3200လောက်30တန်းလမ်းလမ်းပြင်တာမဟုတ်တရားတွေပဲဖြတ်တာလမ်းတွေကိုဖြတ်တယ်တရားတွေဖြတ်တယ်အိမ်တွေပြတ်တယ်ရွာတွေပြတ်တယ်ဒါပဲအဲ့ဒီအကျိုးကျေးဇူးကဘာကောင်းကျိုးရှိတယ်လဲဆိုတာကိုပဲစဉ်းစားပါလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်တို့ကတော့ဒါမြင်တာကိုပြောပြနေတဲ့အတွက်ကျွန်တော်တို့ကတော့ ဟိုဒီဘက်ဘောမလည်းမဟုတ်ဘူးဘာမှမဟုတ်ကျွန်တော်တို့ကမြင်တာကို share လေးမျှဝေပေးနေတယ်ကျွန်တော်အသိပညာ share လေးမျှဝေပေးတဲ့အစီအစဉ်သားဖြစ်တဲ့အတွက်ဒါကိုကျွန်တော်ပြောရနေဖြစ်တယ်အဲ့တော့ညီကောင်မတော်လေးအားလုံးအသိဉာဏ်ပညာလေးတိုးပွားကြပါစေတွေးခေါ်နိုင်ကြပါစေမှားတဲ့ထင်နဲ့နောက်ဆုံးနိုင်ကြပါစေဒါလေးပဲကျွန်တော်ပြောချင်ပါတယ်မိမိလှုပ်ဆောင်မှုသည်မိမိတိုင်းပြည်အတွက်ကတကယ်ရောမှန်ကန်ရလားဆိုတာလဲစဉ်းစားဆုံးဖြတ်သုံးသပ်နိုင်ပါစေလို့ပြောရင်အားလုံးလူတာပြေးကြပါစေဗျာ